တူ Why why is why me why me ကျွန်တော်လည်းနိုင်ကျင့်ခံရပါတယ်လူသမီးတွေဆိုပြီးတော့ကျွန်တော်ကသွားပြီးတော့ဆော့တွက်တာလို့မရဘူး sub point နေတဲ့တစ်ခွက်ကိုကျွန်တော်နည်းနည်းပြပြပါဗျာ map mine လေးဆိုကျွန်တော်လူပြင်ကွင်းကြီးမှာကျွန်တော်အဲ့လိုဘောင်းပီချုပ်ပြီးတော့ပြင်ရိုက်တာအဲ့ဒါတွေကပါတယ်ကျွန်တော်ဇာတ်တမ်းမဲ့ကျွန်တော်ရိတ်ခါတယ် ဆက်ကွဲခံပြီးကျွန်တော်ချစ်တိုင်ခဲ့ရတယ်။ဒီတော့တကယ်ချင်းခင်ဗျားကစိတ်တော့မဆိုးနဲ့တကယ်ချင်းအဆိုးဆုံးပဲတကယ်ချင်းเนาะတကယ်ချင်းငါ့အလုပ်တဲ့ထဲမှာအဆိုးဆုံးပဲဒီစားမှာလည်းပါတယ်ဟိုမှာအဲ့စွန်ကလေးနဲ့ပြစ်ပေါက်ခံရတာကျွန်တော်ပဲအာကျွန်တော်လည်းပဲဒီနဲ့ရိုက်သေးတယ်ကျွန်တော်ပဲ season 1မှာလည်းဒါပြည်သက်ကတခဲနဲ့အားပေးကြသလို season 2မှာလည်းကျွန်တော်တို့မတူညီတဲ့ပုံစံတွေနဲ့အများကြီးစူးစမ်းထားကြရဲဒါအားလုံးလဲဒါအသေးစားကြည့်ပြီးတော့ရင်သိမှာဆိုတဲ့ကြောင့်မလို့အကုန်လုံးရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကျွန်တော်တို့ပြည်သက်တွေအားပေးမှုကိုစောင့်မျှော်နေပါတယ်လို့ပြောချင်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် Sally Side ပြည့် season 1မှာကလေးကကျွန်တော်ကဟို Louis တော့ကနန်းပါလေအဲတုန်းကကျွန်တော်ရေကူးကြီးလေးတိုက်နေတဲ့တော့ကျွန်တော်မပါဖြစ်တာပေါ့နော်အဲကလေးကဒီ season တွေကိုကျွန်တော်အရင်သဘောကျတယ်ကျွန်တော်ကိုယ်တိုင်ကလည်း game show တွေဆိုလို့ရှိရင်အရင်ကိုပါခြင်းခဲ့တာပေါ့နော် reality show တွေဆိုပိုပို ပြီးတော့စိတ်အားထက်သန်တာပေါ့နော် အဲ့ဒီချိန်မှာစီစဉ်တူးလဲကြတဲ့ခါကျတော့ထပ်မံပြီးတော့ကန်လန်တဲ့ကျေးဇူးအများကြီးတင်ပါတယ်ပထမဦးဆုံးစီစဉ်မှာတော့ကြည်ပြီးကြရတယ်ဒီ show လေးတာကပါ win ရမယ်ဆိုလို့ရှိရင်တော့အရန်ပြော်ပြီးပါပဲဒီ show လေးပါတာလုပ်ခွင့်ရမယ်ဆိုလို့ရှိရင်အရန်လုပ်ချင်တာပဲဆိုပြီးတော့မျှော်လင့်ထားတဲ့အချိန်လေးပေါ့နော်အဲ့လိုအချိန်လေးမှာမှာစီစဉ်တူးမှာကန်လန်နဲ့အတွက်ဒီကကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ညောင်ကန်လန်ပြီးတဲ့အတွက်နင်းဒီအဲဒီမှာပါတဲ့လူပြန်ရှင်ဆယ်လီနဲ့ပါဝင် win ရတယ်တရင်တနည်းဆော်ဝင်ရတယ်အဲအကုန်လုံး ုံးမှာရှိတဲ့ဟာတွေကတော့ပြောင်းဝင်ရတယ်ပေါ့နော်။တို့ပြောင်းဝင်ရတယ်ဆိုတော့အမလေးတို့ပြဆက်တယ်လည်းပါမှာပေါ့နော်။တယ်လုံးဝင်ကလေးတွေကိုကန်ပါ့။တွင်း squash 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 ။ကိုတို့ကရှေ့ပိုင်းနေမှာရမ်းညင်။အဲ့ပိုင်းလဲရအောင်သူ့ရဲ့ခွန်အားတွေကိုထုတ်ပြလိုက်တာ။အားလုံးကတောက်သွားတယ်။မင်းဆွမ်းအားတွေရောက်လာမယ်မသိဘူး။စားလေဆွမ်းအားရှိပါလား။အချင်းချင်းရောက်လာတာတော့ဟုတ်ပါ။စားလေရတာဆွမ်းအားတွေရရှိတယ်။ဟုတ်ကဲ့။ဆိုင်ပေါက်ခံရတဲ့မှာအနည်းရောပါလား။ နေကခိခိုင်တယ်နေကလုတ်လိုက်တာပါမသိဘူးဒါဆိုပြောင်းပြန်ပေါ့ဟမ်ဟိုကိုကြီးဆီကလူတာကိုပြန်နေတော့ညက်ပတ်တယ်ရှောက်သေးပေါ့ကိုကြီးကငါလည်းမကြည့်မမ်းမိတယ်ထဲ့တာဒါမှလုံးလုံးများတော့ဟေးဟေးဘာပြောနေတာဘာပြောနေရတယ်စပွိုင်းနေတာစပွိုင်းကုန်ပြီအနာမှာကတ်နေရောလွယ်ဘာလုံးလုံးများကျွန်တော်လည်းနိုင်ကျင့်ခံရပါတယ်လူသမီးတွေဆိုပြီးတော့ကျွန်တော်ကသွားပြီးတော့ဆော့တော်တာလို့မရဘူးသူတို့ကပုံစံမျိုးစုံနဲ့ကျွန်တော်လောက်ကြတယ် sub point နေတယ်တကွာကျွန်တော်နည်းနည်းပြပြပါဗျာ map mine လေးဆိုကျွန်တော်ဟိုဒူပင်ကွင်းကြီးမှာကျွန်တော်အဲ့လိုဘောင်းဘီချုပ်ပြီးတော့ပြင်ရိုက်တာအဲ့ဒါတွေပါတယ်ကျွန်တော်ဇတ်တံမဲ့อืมကျွန်တော်ရဲ့တိတ်ခါတယ်စက်ကွဲခံပြီးကျွန်တော်ချင်ပြန်ခဲ့ရတယ်မမျောနေတာဘောနော်။မမျောနေတာ။မမျောနေတာ။ဟုတ်ပါ။ခုနကတော့လည်းပြောဘူး။ဒီတော့ကတကယ်ချင်းခင်ဗျားကစိတ်တော့မဆိုးနဲ့။တကယ်ချင်းအဆိုးဆုံးပဲတကယ်ချင်း။တော့တကယ်ချင်းငါ့အလုပ်တဲ့ထဲမှာအဆိုးဆုံးပဲ။ ကြောက်ကြည့်တော့ကိုကြီးဟောမှာဘာလဲဒီတို့ဘာဒီတို့ပြောပါတော့အဲတကယ်ကြီးခင်ဝင်သွားကြတော့သူတို့ရဲ့တင်းမှာကြတော့ဒီတာဖြစ်နေတဲ့ဒီကောင်တို့သူ့အတင်းနိုင်ရဖို့အတွက်သူကလက်ညှိုးမှုတွေပေးရတော့ဗျာအဲခါကျတော့ तू ကကျွမ်းကျင်ရလိမ္မာရရှိတဲ့သူအကုန်လုံးကိုလုခိုင်းတာပေါ့ဒါပေမဲ့ तू ကကျတော့တော်တော်ညစ်ပတ်တကယ်ကြီး sorry မပြောမရဘူးဟောနေလုခဲ့တာလည်းအများကြီးပဲတီစာမှာလည်းပါတယ်နော်တီစာမှာလည်းပါတယ်ဒီဟိုမှာ အဲ့စွန်ကိန်းနဲ့ပြစ်ပေါက်ခံရတယ်ကျွန်တော်ပဲအာကျွန်တော်လည်းမင်းနဲ့ရိုက်သေးတယ်ကျွန်တော်ပဲကျွန်တော်တို့ကဒါမကောင်းပါနဲ့ဒီဂိမ်းရှိုးလုပ်တဲ့အကြောင်းမလို့ကြောက်တာဘူးအဲကောင်းကောင်းကောင်းပါတယ်ကောင်းပါပါရမ်းကောင်းပါရဲ့မခင်ဘူးနော်ကောင်းကောင်းစူးစားတယ်ရင်းစူးစားတယ်သူချိုးလဲချိုးတယ်ဒီထဲမှာသူ့ရဲ့ချစ်စရာကောင်းတဲ့စဲနီမျိုးစုံတွေ့ရလိမ့်မယ်အဲ့မဟုတ်တော့အပြင်တွေ့ထားတဲ့ဒုက္ခလေးတော်ပြီကျွန်တော်တို့လည်းကောင်းစူးစားတာပါထွန်လာကြီးမောင်းလဲမခင်ဘူးရမ်းတော်ရယ်ဟုတ်တယ်ဟုတ်တယ် အော်စီစဉ်2ရဲ့ episode 1မှာကလေးကဒီ main clay တွေရဲ့လှုပ်ဆောင်မှုစွမ်းရည်တွေကဘလောက်ကြမ်းလဲဆိုတာကိုပြည်တည်စုစားမှာဖြစ်ပါတယ်။စနေရောင်လုံးရဲ့အာသာချက်အားနည်းချက်တွေကိုတကယ်ကိုတွေ့ရမှာပါ။ဒါ main clay တွေရဲ့အာသာချက်တွေငြင်းလာရညံကောင်းတာတွေတွေ့ရမှာဆိုတော့ယောက်ျားလေးတွေရဲ့ဒါခွန်အားပလကောင်းတာတွေဒါအားကိုးအားထားရတဲ့အားအများကြီးကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါမဲရပါတော့တကယ်ဖျားစုမဲရပါလုံးဝပြန်မပြူတော့ဘူး။ညမှာအညာမှာပေါ့နော်။ အညာမှာတလားလောက်သွားရိုက်ကြတာမှာ၃ခွက်လောက်ကိုပြန်ယူသွားတယ်အခုတလားကျော်နေပြီ။ဟောအသားမဲတာလည်းစားလို့ရှိရင်ကျွန်တော်ဒီ game show မှာလည်းပဲဆော့ရင်းနဲ့ထိကြိုက်နာတွေရနေတယ်အများကြီးဖြစ်ကြတယ်။အဲကျွန်တော်တို့ကျွန်တော်တို့ကိုလည်းဖြစ်ပါတယ်ဒါပေမဲ့ခုနကလို့ပေါ့နော်ဒီ game ပြီးဖို့စိတ်ဆန္ဒတစ်ခုပဲရှိနေကြအောင်မလို့အကုန်လုံးကတော့ရေကိုရေကန်းကျိုးစားကြတာပဲ။ဒီကတော့ပျော်တယ်ထိခိုက်ရခံလိုက်ရတယ်ပျော်တယ်မင်းသွားလည်းပျော်တယ်ဘာမှမဖြစ်ဘူးလေဘာမှမလုပ်လို့မရဘူး ပြောပါတယ်စီဇန်2မှာလည်းကျွန်တော်အမှန်တိုင်းပြောရရင်တော့ဒါဒါပြည်သက်တွေကိုဒါရတမျိုးစုံပေးပေးချင်တယ်ဒါချစ်စရာကောင်းပျော်စရာကောင်းကျွန်တော် လုပ်ခဲ့ကြပေမဲ့လည်းတကယ်တမ်းဒါ episode 1 2 3အပြီးသွားတဲ့နောက်မှာ talent တွေကိုယ်တိုင်ကအနုပညာရှင်ကိုယ်တိုင်ကဒါနိုင်ကျင်ကြလာနိုင် နိုင်နိုင်ကျင်လာကြတာပေါ့နော် ဆိုတော့ punishment မျိုးစုံကိုလည်းခံလာကြတော့ဒါတောင်နေတယောက်ကဒါအနိုင်မကန်အရှုံးမပေးကိုယ်အသေးနိုင်မှုအတွက်ကိုဒါ strategy မျိုးစုံနဲ့သူတို့စူးစမ်းကြတယ်နီလန်းမျိုးစုံနဲ့အောင်မြင်အောင်လုပ်ကြတယ်ကိုယ်အသေးမရှုံးအောင်စူးစမ်းကြရတဲ့အကြောင်းမလို့ဒါသူတို့ရဲ့ညနေညက်ညနေညနေညက်တွေเนาะဒါအများကြီးတွေ့ရမှာဖြစ်ပါတယ်ဒါအားလုံးကလည်းဒါတော့တီတိုတီလိုနဲ့ဒါမျိုးစုံဆော်ခဲ့ကြတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါ game ဒါကျွန်တော်တို့ဒါ instructor အနေနဲ့ကျွန်တော်တို့ခုမှပါတဲ့အပိုင်းလေးရှိရတဲ့အကြောင်းမလို့ဒါပရိသတ်တွေမျိုးစုံအပရိသတ်တွေအနေနဲ့ရတမျိုးစုံခန်းစားမှာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ် ယ်ပြီး challenge လုပ်တဲ့ခါကျတော့ကျွန်တော်တို့လွယ်လွယ်ကူကူမလုပ်အောင်ဒီ challenge ရောက်ဖို့အတွက်အရှိမကျွန်တော် puzzle လေးဖြီးရတဲ့ပုံစံမျိုးတို့ရှိတာပေါ့အဲ့ puzzle ဖြီးပြီးတော့မှကိုကဘယ်လိုပုံစံနဲ့ဒီနောက်တဲ့ challenge ကိုကရင်ဆိုင်ပါလဲဆိုတဲ့ဟာမျိုးတွေလည်းပါတဲ့ကြောင့်မို့လို့အများကြီးကိုကျွန်တော်တို့ဘယ်လိုမှရေကုန်စိတ်လို့ချမ်းမှုပေးနိုင်မဲ့ reality show တစ်ခုလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ November 30ရက်နေ့ MRD4 channel နဲ့ Certified Pro Juju channel တို့မှာပြသတဲ့ခါကျလို့ရှိရင်ည6:00နာရီမှာပြသတဲ့ခါကျလို့ရှိရင် ဲတနိုင်ငံလုံးမှာရှိနေတဲ့တကဘာလုံးမှာရှိနေတဲ့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့ချစ်ပိတ်သက်တွေအားလုံးကစေတီဆိုင်ပြိုးရေးစီစဉ်သူ့ကိုတခဲတနက်နဲ့အုံအုံကြက်ကြက်ငွေရအားပေးဖို့အတွက်ကိုကျွန်တော်တို့အားလုံးကနေပြီးတော့ဖိတ်ကြားချင်ပါတယ်တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်တဒါ